မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိမြခင်ဗျာဒီကနေ့သင်တည့်ရတော်တမချန်းစီစဉ်မှာဝိပ္ပယအကျမ်းခန်းကြီး29အခန်းငယ်9ကနေအခန်းငယ်34အထိကိုလေ့လာမှာဖြစ်ပါတယ်မိစေသောတာရှင်အပေါင်းတို့ခင်ဗျာဖျားသခင်ကိုတစ္ဆာဂရိပေးဖို့ဆိုတဲ့အချက်ဟာ တရားသခင်ရဲ့ကျေးဇူးတော်ကိုခံစားထိတွေ့ရတဲ့လူသားတွေအဖို့ရင်တွင်းဆန္ဒကနေအလွယ်တကူဖြစ်လာတတ်ပါတယ်။အဲဒီလိုဖြစ်တာဟာမင်္ဂလာတရားမှန်တယ်။ဒါပေမဲ့ဖြစ်လာတဲ့ပေးမိတဲ့ဂရိသစ္စာဖောက်ပြန်လို့တော့မရကောင်းဘူး။ပြုမိပြီးရင်ပြုမိပြီးတဲ့အတိုင်းဒီသစ္စာဂရိကိုဖြည့်ဆည်းရမယ်ဆိုတဲ့အကြောင်းကို ကျွန်တော်လေ့လာခဲ့ကြရပြီးပါပြီ။ဒီတော့ဒီဂရိသစ္စာဆိုတာဟာလေဖျားသခင်က မင်းတို့ပေးကို ပေးရမယ်လို့အတင်းအကျပ်တောင်းဆိုတဲ့အရာမဟုတ်ပါဘူး။ကိုယ်ဆန္ဒနဲ့ကိုယ်ပေးရရသောအရာသာ ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်ဖော်ပြခဲ့လို့ပြီးပါပြီ။တစ်ချိန်ထဲမှာသမာကျမ်းစာရဲ့သွန်သင်ချက်တွေအရဒီလိုကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ကိုယ်ပြုတ်အပ်သောတစ္ဆာဂရိဆိုတာကိုဒါဝိဒ်မင်းကြီးကဖော်ပြခဲ့တယ်။ပြီးတော့ပရောဖက်မိခါကဖော်ပြခဲ့တယ်။ရှင်ပေါလုကလည်းဖော်ပြခဲ့တယ်။ဥပရေအရပြုတ်ကျင့်ကြဆိုတဲ့သဘောမျိုးအရှင်းမဟုတ်ဘူး။ တိုက်တွန်းနှိုးဆော်ခဲ့ခြင်းပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့မြင်ခဲ့ကြရပါပြီ။ဂရိသစ္စာတည်သောခါဝဲဩဇာလေးနဲ့ပေါ်စီတက်၍နှွေမြက်သစ်ပင်ဆေးဘက်ဝင်၏ဆိုတဲ့အချက်ကိုသတိပြုပြီးတော့သစ္စာဂရိကိုတည်ကြည်အောင်စောင့်ထိန်စေခြင်းပါတယ်။သစ္စာပေါက်လောက်ကောင်ဆိုတဲ့အဖြစ်မျိုးနဲ့ဝေးကြပါစေတည်းလို့ကျွန်တော်ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။အခုကျွန်တော်ဆက်လက်တင်ပြမှာတော့ဝုပြရာကျမ်းအခန်းကြီး29 သို့မဟုတ်ဝုတ်ပြရာကျမ်းရဲ့ထူဆန်းသောဏိဂုံးကန်းရဲ့အငယ်ကိုမှဆက်လက်ပြီးတော့လိလာသွားဖို့ရန်အတွက်ဖြစ်ပါတယ်။ဒီအပိုင်းကို ပေးရမယ့်ခေါင်းစဉ်ကတော့တရိတ်ဆန်များအတွက်ပေးသော တစ္ဆာဂရိများဆိုပြီးတော့ဖော်ပြလိုပါတယ်။အငယ်ကိုနဲ့တဆဲကိုစတင်နားဆင်ကြပါစို့ရဲ့။တရိတ်ဆန်များအတွက်ပေးသော တစ္ဆာဂရိများအတွက်တန်ဖိုးနဲ့သက်ဆိုင်လို့ဖျားသခင်ကအခုလိုဖော်ပြလိုက်ပါတယ်။လူသည်တရိတ်ဆန်ကိုထာဝရဘုရားအားပူဇော်ခြင်း ပူဇော်သမျှသည်ဖန်ရှင်ရမည်။ကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေတကောင်အတွက်တကောင်ကိုမလဲရလဲလို့စဉ်နှကောင်စလုံးဖန်ရှင်ရမည်။အတော်ကလေးစိတ်ဆက်တယ်လို့မဆိုနိုင်ဘူးလား။ဘုရားသခင်ကလူသားရဲ့ဒီပလောင်ပလဲလှုပ်ချင်တတ်တဲ့သဘောတရားကိုဖော်ပြလိုက်ခြင်းပဲလို့ကျွန်တော်ကတော့မြင်တယ်။ဘုရားသခင်အတွက်တစ္ဆာဂရိပေးပြီးတော့ဆက်ကပ်ရတဲ့အရာမှန်တဲ့အစဉ်ဖန်ရှင်ရလိမ့်မယ်။တိကျပြတ်သားပြည်ပြင်ရပါလိမ့်မယ်။နွားကလေးနှကောင်ဝက်ကလေးနှကောင် မွေးလာတယ်။နောက်တနေ့မှာတော့အဖြူရောင်အကောင်ကလေးကိုငါပေးမယ်ဆိုပြီးတော့သတ်မှတ်ထားတယ်။ဂရိပြုတ်ထားတယ်။နှောင်းပိုင်းကြမှာအဖြူလေးမပေးတော့ပဲအမဲကလေးကိုပဲပေးပါတော့မယ်ဆိုတာမျိုးလုပ်လို့မရဘူး။ခရီးရန်မဂ္ဂဇင်းတစ်ခုမှာကာတွန်းလေးတစ်ခုကိုဖတ်လိုက်ရပါတယ်။လူတယောက်ဟာသူ့ပိုင်ရဲ့ဝက်ကလေးနှစ်ကောင်တည်းကနေပြီးတော့ဖြီးနေတဲ့အကောင်လေးကိုငါတနေ့လှူမယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်ထားတယ်တဲ့။စူးစူးဖြိုးဖြိုးအကောင်ကြတော့ကို့အတွက်ပိုကောင်းတဲ့အကောင်ဖြစ်တဲ့အတွက်ကြောင့်ရှံလှက်ထားတယ်တဲ့။ ဘာပဲပြောပြောစောစောကလှီပါတယ်ဆိုတဲ့ကောင်တနေ့ချာပိုးပို့ပြီးတော့လဲဖွင့်ပြီးလာရောသူ့အတွက်ခြံလက်ထားတဲ့ကောင်ကြတော့လဲပိန်ညက်ညက်ကလေးလဲဖြစ်ကြံရောတခါတည်းမူပြောင်းပြီးတော့စောစောကစီခဲ့တဲ့လောက်အခုထွားလာတဲ့အကောင့်ကိုလှူလှူတော့မယ်ဆိုတာမဟုတ်တော့ဘူးတဲ့စောစောကထွားတဲ့လောက်အခုမှစီသွားတဲ့အကောင့်ကိုပဲလှူပါတော့မယ်ဆိုပြီးတော့ပလောင်ပလဲစိတ်ပြောင်းသွားတယ်ဒီဟာကိုကျွန်တော်အခုလို့ဖော်ပြလိုက်တာကတော့အသေးအဖွဲမှာပင်ဟင်တစ္ဆာမရှိတတ်တဲ့လူ ကြီးတဲ့အမှုမှာဘယ်လိုလုပ်ပြီးတော့တစ္ဆာရှိမှလဲဆိုတဲ့အချက်ကိုသိသာပေါ်ထွက်စေခြင်းလို့ဖြစ်ပါတယ်။နားလည်စေခြင်းလို့ဖြစ်ပါတယ်။တိရစ္ဆာန်အပေါ်မှာတောင်းမှမတရားတဲ့လူကိုယ့်ရဲ့ဘဝမှာကောင်းတာကိုဘယ်လိုလုပ်ပြီးတော့ဘုရားသခင်ကိုပူဇော်မလဲကိုယ့်ရဲ့ဘဝကိုဘုရားသခင်ကိုအံ့နှံ့ဖို့ဘယ်လိုလုပ်သရမှာလဲဆိုတဲ့အချက်ကိုစဉ်းစားနိုင်စေဖို့ဒီနေရာမှာဖော်ပြလိုခြင်းဖြစ်ပါတယ်။ခက်တာကလူသားဟာဒီလိုပဲဖောက်ပြန်တတ်စမြေဖောက်ပြန်တာကိုလည်းဘယ်လိုမှဖြစ်သွားဖို့မရဘဲနဲ့ ပျော်ပျော်ကြီးပဲအပြုံးမပြက်ပဲရှိလက်ကြပါတယ်။ဒါဟာဓမ္မသမိုင်းသင်ခန်းစာအရာအပြစ်ဖြစ်တယ်။ဖျားသခင်ရဲ့အလိုတော်နဲ့မကိုက်ညီဘူးဆိုတာကိုကျွန်တော်အလေးနဲ့ဒီနေရာမှာတင်ပြလိုပါတယ်။အကယ်၍သာလဲလှယ်တဲ့အကောင့်ဟာအတူတူပဲတန်ဖို့ညီးတယ်။ဓမ္မမဟုတ်ပို့ပြီးတော့ကောင်းနေဆိုရင်တော့ဖျားသခင်ဟာကျေနပ်ပါပေါ့။လူသားဟာသူ့ကိုကျေးဇူးသိတယ်ဆိုတာကိုဖျားသခင်လိုချင်တယ်မဟုတ်ဘူးလား။ဖျားသခင်ဟာလူသားကိုအကျင့်မဲ့ချစ်တဲ့ဖျားသခင်ဖြစ်တယ်။ ။သူကိုယ်တိုင်အသက်ဝိညာဉ်မှုတ်သွင်းပေးထားတာ။သူ့အသေးစိတ်ဆန်းဆန်းဂယုစိုက်ခဲ့သလိုသူ့ပေါ်မှာအသေးစိတ်ဆန်းတဲ့လူသားသူ့ကိုဦးစားပေးတဲ့လူသားကိုသူ့လိုချင်တာဟာဘာမှမဆန်းဘူး။ဒီဖျားသခင်ရဲ့ကျေးဇူးတရားကိုလေကျွန်တော်လူသားဟာဘယ်တော့မှဥပက္ခမပြုတ်တိုက်ဘူး။မေ့မထားတိုက်ဘူး။ဖျားသခင်ကိုဒုတိယရန်စားနေရမှာဘယ်တော့မှမထားရပါဘူး။ဝုပြုရကျမ်းအခန်းကြီး28အငယ်73မှ73။ခါဝဲကဖျားအာမပူဇော်အပ် မစင်ကျဲသောတရိษံဖြစ်ရင်ယစ်ဘရောဟိတ်အားပြ၍ကောင်းမကောင်းရှိသည့်အလျောက်ယစ်ဘရောဟိတ်အဖိုးဖြတ်ရမည်ပူဇော်သောသူသည်ရွေးလို့ဖြင့်အဖိုးရင်းနှင့်ငါးစုတစုကိုထပ်၍ပေးရမည်မစင်ကျဲတဲ့တရိษံကိုတစ္ဆာဂရိနှင့်ဆက်ကပ်နိုင်လေဒါပေမဲ့မိရှုရာယစ်အဖြစ်ပူဇော်တကမပြုတ်တိုက်ဘူးလို့တားမြစ်လိုက်ပါတယ်ပူဇော်လိုသူဟာယစ်ဘရောဟိတ်ကအဖိုးဖြတ်တဲ့တံပိုးအဖြစ်နောက်ထပ်ငါးပုံတပုံအပိုဆောင်းပြီးတော့ပေးရရအောင်မယ်လို့ဖော်ပြလိုက်ပါတယ် ကျွန်တော်တူးချင်းရဲ့အယူဆကိုပြောရရင် စေတနာကိုဘုရားသခင်ရှုမြင်ပါတယ်ဒီလှူဒန်းသူဟာမရှိရှိတာကိုလှူရတော့မထိုက်တန်တဲ့ပူဇော်ဖြစ်သွားနိုင်တယ်ဒါပေမဲ့ဘုရားသခင်ကဒီအလှူကိုသာလက်မခံတာထိုက်တန်တဲ့နှုံသားနဲ့ဒီအလှူတွေကိုပြောင်းလဲလှူဒန်းစေလိုက်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်တနည်းအားဖြင့်ဒီသတ္တဝါကိုမိရှုပူဇော်မဲ့အစားငွေနဲ့ပြောင်းပြီးတော့လှူဒန်းစီလိုက်တာပဲပေါ့အသင်းတော်လုပ်ငန်းမှာပါဝင်လုပ်ချင်တယ် လူကတော့ဘဝအခြေအနေရဘုရားသခင်လက်ခံနိုင်လောက်တဲ့အခြေအနေမရှိဘူးဆိုတော့ဘာဖြစ်တယ်လဲကို့အခြေအနေအရနောင်တနှလုံးသားနဲ့ကိုနဲ့ထိုက်တန်တဲ့အလုပ်တန်ရတန်ရအလုပ်တစ်ခုကိုဝင်ပြီးတော့လုတ်ကင်ပေးလိုက်ရုံပဲပေါ့ဘုရားသခင်အတွက်ရည်မှန်းပြီးတော့ပါဝင်လှုပ်အားပေးရုံပဲပေါ့ကိုကပလင်ပေါ်တက်ပြီးတရားဟောရမှဆက်ကတာပါဝင်ရတာမဟုတ်ပါဘူးအသင်းတော်မှာလိုအပ်တဲ့ဝေယဝတ်စာတွေကိုဆောင်ကျင်းပေးမယ်ရည်ထမ်းပေးမယ်သမင်းချက်ပေးမယ်ပစ္စည်းတွေထိမ့်ပေးမယ်စသဖြင့် အရေးပေါ်လိုအပ်ချက်တစ်ခုခုကိုဝင်ပြီးတော့ဖြည့်ဆည်းပေးမယ်ဆိုရင်ဖျားသခင်က လက်ခံမယ်ကောင်းချီးပေးလိမ့်မယ်ကျွန်တော်အနေနဲ့တပည့်တော်များအားလုံးကိုပြင်းပြင်းထန်ထန်ဒီတိုင်းပဲခံယူကြပါလို့ခွန်အားပေးလိုပါတယ်အိမ်အတက်ပြူသောတစ္ဆာဂရိမယအကြောင်းဆိုပြီးတော့ဆက်လက်တင်ပြပါရစေဝုပြရာကျမ်းအခန်းကြီး28အငယ်14နဲ့15ကိုနားဆင်ကြည့်ကြပါ လူဒီမီနီအိမ်ကိုထားဝယ်ရဖျားဖို့ဖန်ရှင်းစေရင်ကောင်းမကောင်းရှိသည့်အလျောက် ယစ်ပရောဟိတ်အဖိုးပြတ်ရမည်ယစ်ပရောဟိတ်ပြတ်သည့်အတိုင်အဖိုးရှိရမည်ထိုအင်ကိုဖန်ရှင်းစေသောသူရွေးလိုလျင်ပြတ်သောအဖိုးရင်းနှင့်ငါးစုတစုကို ပေး၍အင်ကိုယူရမည်အိမ်ဆိုရာဟာမိသားစုတည်ရာအရဖြစ်တယ်မိသားစုခိုနားရာအဆောက်အအုံဖြစ်တယ်ဒါကိုအခြေခံပြီးတော့စဉ်းစားပါဘဝအသက်တာပိုင်ဆိုင်မှုတွေတဲမှာအဖန်ရှင်းဆုံးပိုင်ဆိုင်ခြင်းလို့မြင်လာပါလိမ့်မယ်ကျွန်တော်ဖြည့်ဆက်ချင်တာကတော့ ခရိယံယုံကြည်သူတို့ဘဝတာမှာကို့အိမ်ယာကို့မိသားစုဟာဖျားသခင်ကိုစက္ကတ်ထိုက်တဲ့တန်ဖိုးအရှိဆုံးနဲ့အမွန်မြတ်ဆုံးကိုပိုင်ပစ္စည်းတွေပဲဖြစ်တယ်လို့ကျွန်တော်ခံယူလိုပါတယ်။တင်လဲတင်ပြလိုပါတယ်။အားပေးလိုပါတယ်။လူသားဟာအိမ်တောင်ပြုတ်ရင်ဘယ်နေရာမှာ ပြုတ်ကြသလဲလို့ကျွန်တော်ခရစ်ဝင်ကျမ်းဒီမှာသင်ခန်းစာတွေတုန်းကမိကွန်းထုတ်ခဲ့ပြီးပါပြီ။အဲ့ဒီမိကွန်းကိုကျွန်တော်ကမေးခဲ့တာကတော့ဖျားသခင်ရှေ့မှာမှာ အိမ်တောင်ပြုတ်ခဲ့ကြခြင်းဟုတ်ကြရဲ့လားဆိုတဲ့အချက်ကိုကျွန်တော်သိကျင်လို့ပါပဲဖျားသခင်ရှေ့တော်မှောက်မှာသာအိမ်တောင်မှုပြုတ်ခြင်းကိုအားပေးခြင်းလို့သတိပေးခြင်းလည်းဖြစ်ပါတယ်ဖျားသခင်ရှေ့မှာဆောင်ယူတဲ့မင်္ဂလာတရားရိတ်ကအိမ်တောင်အစင်မှန်ဖြစ်ရင်ဖျားသခင်ပေးသနာတော်မူတဲ့ကောင်းကြီးမင်္ဂလာတွေကိုမုတ်ချမသွေခံစားကြရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆာလံဆရာက128ခုမြောက်သောသူ့ရဲ့ပြီးခြင်းမှာ ထာဝရဘုရားပြည်အိမ်ကိုဆောက်တော်မမူရင် ဆောက်တော်သူတို့သည်အချင်းချင်းလှုပ်ဆောင်ကြ၏လို့အခိုင်အမာဖွဲ့ဆိုခဲ့ပါတယ်။ဖွားမြင်သောသားသမီးတို့သည်ထာဝရဘုရားဆုချ၍ပေးသနာတော်မူသောအမွေဥစ္စာဖြစ်ကြ၏လို့လည်းအဲ့ဒီကျမ်းထဲမှာဆက်လက်ပြီးကျွန်တော်တို့တွေ့နိုင်ပါသေးတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့အိမ်တောင်မိသားစုကိုကိုဟာဘုရားသခင်ရှေ့မှာရယူထားတယ်လို့ခံယူနိုင်ရင်ဘုရားသခင်ပိုင်တဲ့ဥစ္စာတွေကိုဘုရားသခင်အတွက်ဘာဖြစ်လို့ပြန်ပြီးမဆက်ကန့်နှံရမှာလဲလို့မေးစရာအကြောင်းရှိလာတာပေါ့ ဒီနေရာမှာသာသမီမရှိတဲ့အိမ်တောင်လေးနဲ့ပတ်သက်တဲ့ကျွန်တော်အမြင်ကိုဖော်ပြခြင်းပါတယ်။ဒီအိမ်တောင်တွေကိုဘုရားသခင်ကောင်းကြီးမပေးတာလားဆိုပြီးတော့မေးစရာရှိပါတယ်။သာသမီမရှိတဲ့လင်မယားဘုရားသခင်အတွက်ပို့ပြီးတော့အချိန်ပေးနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်။ဆွေမျိုးစုတို့အရေးမှာရှေ့တန်းကပါဝင်ပြီးတော့ပို့ပြီးတော့ထမ်းဆောင်နိုင်နေတဲ့တပင်ကောင်းရင်ညက်တပေါင်းနားနိုင်အောင်ဆောင်ရွက်နိုင်တယ်ဆိုတဲ့အချက်တွေကိုတွေ့လာရပါတယ်။ဒါကြောင့်မလို့သာသမီမရှိတဲ့အတွက် ်ပို့ပြီးတော့တရားမျှတစွာအလုံးအတွက်ကောင်းရာကောင်းကျိုးဆောင်ရွက်ပေးနိုင်တဲ့တကြောင်စိတ်အားမငယ်ကြပါနဲ့ဖျားသခင်အလိုတော်မရှိလို့မရတဲ့အရာတွေတဲ့ဖျားသခင်ပေးသနာထားတဲ့တာဝန်တွေဒုနဲ့ဒီရှိနေပါသေးတယ်ဒီအရာတွေကိုသာပြည့်ဝအောင်ဖြည့်ဆည်းကြပါဆိုပြီးတော့ကျွန်တော်တိုက်တွန်းအားပေးလိုပါတယ်ဖျားသခင်အတွက်ဂရိသစ္စာကို ပြုပြီးတော့အိမ်တောင်ကိုဆက်ကတ်တဲ့နေရာမှာဒီအိမ်အတွက်တံပိုးကိုတက်ဆပြီးတော့ယေဘရောဟိတ်သတ်မှတ်သလောက အဖိုးအစနာကို အရစ်ကြပေးရမယ်အကဲ၍တလုံးတစ်ခဲတည်းပေးတဲ့ဆိုရင်လေရစ်ပရောဟိတ်တံပိုးဖြတ်တယ်လို့ပေးရမယ်ပြီးငားပုံပုံတပုံအပိုဆောင်းပြီးပေးရမယ်လို့လည်းသတ်မှတ်လိုက်ပါတယ်ဒါဟာအလှငွေပေးခြင်းရဲ့သဘောဖြစ်ပါတယ်အနှစ်သာရအားဖြင့်ကတော့မိမိရဲ့အတွေ့အတရဆုံးတန်ရောစဉ်တီယာအိမ်တောင်ဟာဘုရားသခင်ပေးသနာတော်မူသော အရာဆိုတာကိုနားလည်ဖို့နဲ့ကျေးဇူးတင်ခြင်းသဘောနဲ့ဆက်ကပ်အနံ့ဖို့တာဖြစ်ပါတယ်ဒီကနေ့ဒီအချိန်မှာ ကျွန်တော်ခရိယံအိမ်တောင်တွေဟာကျေးဇူးတော်ချီးမွမ်းခြင်းစည်းဝေးတွေကိုပြုလုပ်ရရှိပါတယ်။ဒီကျေးဇူးတော်တွေဟာတစ်ခုချင်းသာချီးမွမ်းရရင်နာယီနဲ့အမျှကုံနိုင်ပွဲရှိတော့မှမဟုတ်ပါဘူး။မနေ့နိုးလာပြီးတော့မျက်နှာတက်တဲ့အချိန်ကစပြီးတော့ညတစ်ခါပြန်ပြီးအိပ်ရာဝင်တဲ့အချိန်ကြီးစဉ်းစားကြည့်လေ။ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ကျွန်တော်မိသားစုတဦးချင်းဟာဘယ်နှယောက်လွတ်သလဲ။ဒီလိုကျွန်တော်ကဖော်ပြလိုက်တာဟာကိုယ့်ရဲ့ပိုင်ဆိုင်ရာအိမ်တောင်နဲ့မိသားစုဘဝတစ်ခုလုံးရဲ့ အသေးအဖွဲကိစ္စလေးတွေမှာတောင်းမထာဝရဘုရားသခင်ရဲ့ကျေးဇူးနဲ့မကင်းဘူးဘုရားသခင်ကိုပြန်လဲပြီးတော့အသေးစိတ်ဘုရားသခင်ကကျေးဇူးပြုတယ်လို့အသေးစိတ်ကျွန်တော်တို့ကလည်းပြန်လဲပြီးတော့ဆက်ကပ်ပေးဖို့လိုအပ်တယ်ဆိုတာကိုသိသာအောင်ဖော်ပြလိုခြင်းဖြစ်ပါတယ်။မြေအတွက်ပြုသောသစ္စာဂရိအဖို့အခါဆိုပြီးတော့ဆက်လက်တင်ပြပြရစေဦး။ဝုပြရာကျမ်းအခန်းကြီး28အငယ်16မှ25လူသည်ကိုယ်ပိုင်သောလေယာကိုထောက်ရဖျားအဖို့တန်ရှင်းစေရင် မူရောမျိုးစစ်ကျဲရသည့်အတိုင်းအဖိုးပြရမည်မျိုးစစ်တောမဲကျဲရသောလဲကိုငွေအကျပ်90နှင့်အဖိုးပြရမည်ယူဘီလနှစ်မှစ၍မိမိလဲကိုဖန်ရှင်းစေလျင်ပြက်သည့်အတိုင်းအဖိုးရှိရမည်ယူဘီလနှစ်လွန်၍မိမိလဲကိုဖန်ရှင်းစေလျင်နောင်ယူဘီလနှစ်မှီအောင်လူသေးသော နှစ်ပေါင်းကိုရစ်ပရောဟိတ်ရေတွဲ့၍ပြတ်သောအဖိုးရင်းငွေကိုလျှော့ရမည်မိမိလေကိုသန့်ရှင်းစေသော သူသည်ရွေးလိုစဉ် ပြတ်သောအဖိုးရင်းနှင့်ငါးစုတစုကိုပေး၍လေကိုအပိုင်ယူရမည်။သို့မဟုတ်လေကိုမရွေးလို အခြားသောသူအားရောင်းမိလျှင်နောက်တဖန်မရွေးရ။ယူဘီလာနှစ်တွင် ထိုလေသည်အမှုလွတ်သောအခါကျင်းဆိုသောလေကဲ့သို့ ထာဝရဘုရားအားတန်ရှင်း၍ယစ်ပရောဟိတ်ဤဥစ္စာဖြစ်ရမည်။လူသည် ကိုပိုင်ရင်းမဟုတ်ဝယ်သောလေရာကို ထာဝရဘုရားအဖို့တန်ရှင်းစေလျှင်ယူဘီလာနှစ်တိုင်အောင်ပြတ်သောအဖိုးကိုယစ်ပရောဟိတ်ရေတွက်၍ ထာဝရဘုရားဖို့တန်ရှင်းစေသော နေ့၌အဖိုးပြတ်သောငွေကိုပေးရမည်။ယူပီလာနှစ်ရောက်သောအခါထိုလေကိုအရင်ပန်၍ရောင်းသောသူလက်သို့ပြန်ပေးစေရမည်။အဖိုးပြတ်ရာ၌အကြက်တော်အလိုက်ပြတ်ရမည်။အကြက်ကဂေရ20ဖြစ်တည်းဒီစနစ်ဟာအတော်ရှုပ်ထွေးတယ်လို့ကျွန်တော်မြင်ပါတယ်။မြေကြီးဟာမူလပိုင်ရှင်ဘုရားသခင်ဖြစ်တာမှန်ပေမဲ့ဘုရားသခင်ကိုဆက်ကပ်လို့မရနိုင်ပါဘူး။ဒါပေမဲ့သူ့ရဲ့ထွက်ရှိတဲ့ဆန်စပါဂျုံ ို့မဟုတ်အသီးအနှံတို့ရဲ့ယူဘီလနှစ်နဲ့နီးသလားဝေးသေးသလားဆိုတဲ့အချက်ဒီပေါ်မှာမူတည်ပြီးတော့တန်ဖိုးကိုတက်ချက်ရမယ်လို့ဒီနေရာမှာကျွန်တော်နားလည်ပါတယ်။မြေကြီးအစာဆက်ကတ်လှူဒန်းရမယ်လို့အနှစ်ချုပ်အားဖြင့်မြင်နိုင်ပြန်ပါတယ်။ယူဘီလနှစ်အတွင်ရောက်ရင်မြေကြီးရဲ့မူလပိုင်ရှင်တွေကိုမြေကြီးကိုပြန်ပေးရမယ်လို့လည်းဘုရားသခင်ကတောင်းဆိုထားပါတယ်။ဘုရားသခင်ပိုင်သောအရာများအတွက်ပေးသောတစ္ဆာကတိလို့ကောင်းစဉ်တက်ပြီးတော့ ဆက်လက်တင်ပြပါရစေအမှန်တော့အကုန်လုံးဟာဖះသခင်ပိုင်တယ်ဆိုတာကိုကျွန်တော်တို့ဝန်ခံကြရမှာဆိုတော့ဒီကောင်းစဉ်ကိုတောင်မှကျွန်တော်ပေးရတာတမျိုးကြီးလို့ဖြစ်နေပါလေဒါပေမဲ့ဘယ်လိုပဲပြောပြောဒီအပိုင်းမှာဆိုလိုရင်းကတော့ရှေးခေတ်ကာလကတည်းကဖះသခင်ကသူ့ကိုဆက်ကိုဆက်ကပ်ရမယ်လို့ဥပရေနဲ့ဆိုခဲ့ပြီးခဲ့တဲ့အရာတွေကိုလူသားဟာသစ္စာဂရိကြီးနဲ့ဖះသခင်ကိုသွားပြီးတော့ကိုပိုင်တဲ့ရောင်ရောင်နဲ့ကိုကဆက်ကပ်မှပဲဖြစ်တော့မရောင်ရောင် အဲ့ဒီလိုသွားပြီးတော့ဘုရားသခင်ကိုမလောင်ပလဲမလုတ်ဖြစ်အောင်လို့ဘုရားသခင်သတိပေးလိုက်တာပဲလို့ကျွန်တော်ခန့်ယူပါတယ်ဒီပိုင်းမှာဘုရားသခင်ဟာမူလပိုင်ရှင်အဖြစ်အရာ၃မျိုးကို သီးသန့်ဖော်ထုတ်လိုက်ပါတယ်ဝိပုယကျမ်းအခန်းကြီး28အငယ်26မှ29ထာဝရဘုရားပိုင်တိုက်သောတရိษံဖာဦးကိုအဘယ်သူမှမဆန့်ရှင်းစေရနွားဖြစ်စေသိုးစိတ်ဖြစ်စေထာဝရဘုရားဥစ္စာဖြစ်၏မစင်ကြဲသောတရိษံဖြစ်လျှင် အဖိုးပြက်ပြီးအတိုင်းရွေ့ရွေ့ငါးစုတစုကိုထပ်၍ပေးရမည် မရွေးလိုရင် အဖိုးပြက်ပြီးအတိုင်းရောင်းရမည်ဖာအူးဆိုတာဟာမွေးကင်းစားကလေးကဘုရားသခင်ကိုစက္ကပ်အနံခဲ့ရပြီးသားဆိုတာကိုကျွန်တော်တို့သမိုင်းကြောင်းမှာလေ့လာသိရှိခဲ့ရပြီးပြီဣသရေလမမေ့ရပါဘူးတကြောပြန်ပြန်ပူဇော်မယ်ဆိုရင်အတိတ်ပဲမရှိပါဘူးဘုရားသခင်သူတို့ကို ပိုင်ဆိုင်ပြီးသားဖြစ်တယ်လို့ကြေညာလိုက်တာ ਨੇ အတူတူပဲလို့ဒီနေရာမှာပေါ်လွင်နေပါတယ် တနည်းအားဖြင့်ဘုရားသခင်ဟာသူ့ရဲ့အခွင့်အရေးကို तू ပြန်ပြီးတော့ကာကွယ်လိုက်တယ်လို့ဥပဒေစကားနဲ့ပြောခြင်းလည်းပြောနိုင်ပါလိမ့်မယ်။ခလင်းငယ်ကလေးတွေလူလေလောက်တာကိုမိဘတွေသိကြမှာပါ။အဖေအမေစီကမိုးဘိုးတို့ချောကလက်တို့ကိုမျှော်လင့်ပြီးတော့အဖေအမေပေးထားတဲ့ဟာကိုပဲသူတို့ပိုင်တယ်လို့လို့ဘာလို့နဲ့ယော့ဒါတွေပြန်ယူတော့ဖေဖေမေမေဆိုပြီးလောက်တာမျိုးရှိတတ်တယ်မဟုတ်ဘူးလား။အဖေအမေကတော့ရုတ်တရက်မစင်စားမိဘူးလေ။နောက်တခဏရတော့မှအော်ဒီကောင် ီငါ့ကိုဒီယာပြန်ပေးတာဟာလက်ဆက်သက်တော့နောက်ထပ်အစ်စ်တစ်ခုလိုချင်လို့လက်ထိုးနေတာပဲဆိုပြီးသိလာရတတ်တယ်မဟုတ်ဘူးလားလူသားဟာဘုရားသခင်ပေါ်မှာဒီလိုမလုပ်ရဘူးအနန္တတကုရှင်ဘုရားသခင်ဟာသူကိုယ်တိုင်လက်တော်နဲ့ဖန်ဆင်းပြီးတော့သူကိုယ်တိုင်ဝိညာဉ်ကိုမှုတ်သွင်းပေးထားတဲ့လူသားမမွေးခင်ကတည်းကဗရေအလုံးအထွေကိုရှုမြင်နိုင်စွမ်းရှိတယ်ဝိညာဉ်တော်နဲ့လွတ်ချင်းအလိုငါအဘယ်အရက်တို့ပြီးနိုင်ပါမည်နီလို့ဒါဝိမင်းကြီးရေးဖွဲ့ထားခဲ့ပါတယ် ကျွန်တော်တွေကရှေ့တော်မှောက်မှာဘယ်နည်းနဲ့မှဘာကိုမှပြုတ်ဝဲလို့မရနိုင်ပါဘူးပြုတ်ဝဲလို့လည်းမရကောင်းပါဘူးဒါကို136ခုမြောက်သောဆာလံမှာကျွန်တော်တို့အကျယ်တဝင့်တွေ့နိုင်မှာပါ အငယ်28နဲ့29ဒုရတွင် လူဖြစ်စေတိရစ္ဆာန်ဖြစ်စေကိုပိုင်ရင်းလေဖြစ်စေထာဝရဘုရားအားကျိန်ဆို၍ပူဇော်သမျှကိုမယောင်းမယွေ့ရကျိန်ဆို၍ပူဇော်သမျှတို့သည်ထာဝရဘုရားအားအလွန်သန့်ရှင်းရမည် လူကိုယ်ပင်ကျိန်ဆိုး၍ပူဇော်သည်နောက်တဖန်မရွေးရဖတ်ရမည်ဒုတိယအနေနဲ့သူပိုင်တယ်လို့သတ်မှတ်လိုက်တာကတော့သူ့ကိုကျိန်ဆိုးပြီးပူဇော်ခဲ့သောအရာများဖြစ်တယ်လို့ဆိုပါတယ်လူဖြစ်ခြင်းဖြစ်မယ်တရိတ်ဆန်ဖြစ်ခြင်းဖြစ်မယ်လေယာဉ်မြေဖြစ်ခြင်းဖြစ်မယ်ဒါကိုပူဇော်ပြီးပြီဆိုပြီးကမှ ပြန်ပြီးရမလားရဲ့လို့သွက်ပြန်ပြီးမယူနဲ့ဘာဖြစ်လို့လဲဆိုရင်ဖျားသခင်ရဲ့စီရင်ထဲမှာပါသွားပြီပြီးတော့ကိုကယတိပြတ်ကျိန်ဆိုးထားခဲ့ပြီမဟုတ်ဘူးလား လူကိုတောင်းမှချိန်ဆပြီးရမှပြန်ပြီးမတောင်းရဘူးတောင်းမဲ့အစားတော့သတ်သာပြစ်လိုက်ဆိုတဲ့အချက်ဟာအရေးကြီးပါတယ်ဖျားသခင်ကိုတစ္ဆာဖောက်မှုရဲ့အပြစ်အတိုင်းအတာဟာဘလောက်ကြီးလေတယ်ဆိုတာကိုတဲ့တဲ့ကြီးကြီးမားမားမဖော်ပြနိုင်တော့ပါဘူးဒါကြောင့်လေဣသရေလဘိုးချုပ်ရေပသရဲ့ကိစ္စမှာသူ့သမီးလေးကိုဆက်ဖတ်တယ်ဆိုတာဟာသတ်ပြီးပူဇော်တာမဟုတ်နိုင်ဘူးဖျားသခင်ရဲ့အမှုတော်အတွက်အိမ်တောင်မပြုတ်ပဲစင်ကြဲတဲ့မိန်းကလေးအဖြစ် တသက်လုံးဆက်ကပ်လိုက်တာသာဖြစ်ရမယ်။ဖျားဝတ်ကိုသာတသက်လုံးဆောင်ကျင်းမယ်ဆိုပြီးတော့သာသနာပိုင်းယစ်ပရောဟိတ်အဝန်ဝိုင်းတွေကိုထည့်သွင်းလိုက်တာပဲဖြစ်ရမယ်။အဲဒီလိုဆက်ပပြီးမှပြန်ပြီးတော့မဆက်သတော့ပါဘူးလုပ်မယ်ဆိုရင်တော့အဲဒီလိုပြန်ပြီးဂရိပြက်ချင်းအဖြစ်သာရင်ဒီသမီးလေးကိုတတ်ပြေးရမှာဖြစ်တယ်ဆိုတာကိုကျွန်တော်တက်ဆန်နိုင်ပါတယ်။ဒါကြောင့်မလို့ကမာကျန်းစာကိုစေစေငန်းငန်းဖတ်ကြပါ။ ဝိညာဉ်ခွန်အားရယူပြီးတော့ကြဲကြဲပြန့်ပြန့်စဉ်းစားကြပါလို့ကျွန်တော်အချိန်ချင်းအကြံပြုနေခြင်းဖြစ်ပါတယ်။ယောရှုမှတ်စာအခန်းကြီး6နဲ့9တို့ကိုဖတ်ရှုကြည့်မယ်ဆိုရင်ယေရီခေါမြို့ကိုငါဖျက်ဆီးပြင်မယ်။နောက်တစ်ဖန်ပြန်ပြီးတော့မတီးရဘူးဆိုပြီးတော့သူ့ကိုဆက်ကပ်အနံ့သောမြို့အတွက်ဘုရားသခင်အမိန့်ချတာပေးခဲ့ပါတယ်။ဒါကိုဣသရေလလူမျိုးတယောက်ဖြစ်တဲ့အာခန်ဟာသစ္စာဂရိကိုချိုးဖျက်ပြီးတော့မြို့ကိုပြန်တီးပါတယ်။ နာမည်နဲ့လိုက်အောင်သွားပြီးတော့ဘုရားသခင်ကိုအာခန္ဓာပေါ့ဒါအပြင်ငွေနှစ်ပိတ်သာရွှေတုံး90သားနဲ့ဘာဘူးလုံးဝတ်လုံတွေကိုမတရားလူယူခဲ့သေးတယ်လို့လည်းဆိုတယ်အဲ့ဒီတော့အဲ့ဒီလောက်ကြီးမားတဲ့အပြစ်အတွေ့အာခန္ဟာမိသားစုရောပညာဆိုင်ရာတွေနဲ့အတူ သေပြစ်ကိုအစီရင်ခံရတယ်ဆိုတာကိုနောက်ပိုင်းမှာကျွန်တော်တို့တွေ့လာရပါလိမ့်မယ်သမားကျန်းစာရဲ့တမဟောင်းကာလမှာအဲ့ဒီလိုပဲရင်းနှင်းစရာအပြစ်စီရင်ခြင်းတွေကိုမကြာခဏတွေ့ဖွားရမှာဖြစ်ပါတယ် တမသိရဲ့အဦးအဆကာလမှာလေအာနဏိနဲ့ရှဖိရီတို့အကြောင်းကိုကျွန်တော်တို့တွေ့ရပြန်ပါတယ်။တမန်တော်ဝတ္ထု အခန်းကြီး9မှာဖတ်ကြည့်ရင် အာနဏိနဲ့ရှဖိရီလင်မယားနှစ်ယောက်အကြောင်းအဖေးစိတ်ကျွန်တော်တို့မြင်လာရပါလိမ့်မယ်။ဖျားသခင်အဖို့ပေးရမယ့်အဖို့အခါဖျားသခင်နဲ့ဆိုင်တဲ့ငွေကြေးဥစ္စာဘယ်အရာကိုမှသစ္စာမဖောက်စေဘူး။ဖျားသခင်ဟာသူတို့ကို ဖေပြစ်စီရင်ခဲ့ခြင်းအဖြစ်ကျွန်တော်တို့ကိုသွန်သင်နေပါတယ်။ဒီလိုစီရင်ချက်တွေဟာ ကြောက်စရာကောင်းတယ်။ဒါပေမဲ့နောက်ကွယ်မှာခိုင်လုံတဲ့အကြောင်းပြချက်တွေဟာအစင်အမြဲရှိစမြဲပဲဖြစ်တယ်ဆိုတာကိုလေကျွန်တော်တို့တင်ပြခဲ့ပြီးပါပြီ။ဒါကိုနောက်ပိုင်းမှာလည်းအခန်းလိုက်အသေးစိတ်ဆက်လက်ပြီးဖော်ပြပွားဦးမှာပါ။ဝုပြရချမ်းအခန်းကြီး28အငယ်30မှ33စပားဖြစ်စီဖြစ်သီးဖြစ်စီမြေကဖြစ်သည်မြသောအသီးနှံဆဲစုတစုသည်ထာဝရဘုရား၏ဘန္တာတော်ဖြစ်၏။ထာဝရဘုရားအဖို့သင်ရှင်းရမည်။ ဆယ်စုတစုကိုရွေးလို့ဖြင့်အဖိုးရင်းနှင့်ငါးစုတစုကိုထပ်၍ပေးရမည်။နွားဖြစ်စေ၊သိုးဖြစ်စေ၊ကျိန်လုံးအောက်၌ဖွားသမျှသော အကောင်ဆယ်စုတစုသည်ထာဝရဘုရားအဖို့တန်ရှင်းရမည်။ကောင်းသလိုညံ့သလိုဟုမမေးမစေရ။တကောင်အတွက်တကောင်ကိုမလဲရ။လဲလို့ဖြင့်နှစ်ကောင်စလုံးတန်ရှင်းရမည်။အရှင်းမရွေးရဟု မိန့်တော်မူ၏။ထောင်မြင်ရာစွန့်ဆိုတဲ့စကားရှိပါတယ်။မကောင်းတဲ့ရှုထောင့်ကကြည့်တွေးရမှာမဟုတ်ဘူး။ ယေရှုတော်ဒီတဲကမှဆဲပုံတပုံကိုဘုရားသခင်အတွက်ပြန်ပြီးပေးဆက်ရမယ်ဆိုတဲ့အသေးတည်းအမှန်မှအကုန်လုံးတောင် ပြန်တောင်းရင်ဘာမှကျွန်တော်တို့မတတ်နိုင်ဘူးမဟုတ်ဘူးလားအကုန်လုံးဘုရားသခင်ပိုက်နေလीသူတောင်းပြီဆိုရင်ပြန်ကိုပေးရမယ်ကိစ္စဒီကြားထဲမှာဆဲဖို့တဖို့ကိုပဲဘုရားသခင်ကသတ်မှတ်ထားတာကိုအများကြီးကျွန်တော်တို့ယေရှုတင်ရမယ်အဲ့ဒီလိုပဲပေါ့လူမျိုးတော်ဣသရေလအဖို့လေခါနန်ကို ရောက်ရင်လိုတဖူလုံဘဝပြည့်စုံဖို့ ဘုရားသခင်ကောင်းကြီးတွေတွန်းလောင်းမယ်အဲ့ဒီဟာတွေတဲကမှတရားအရာတိုင်းတစ်ဆယ်ပေးရမယ်တစ်ဆယ်အရာတိုင်းတစ်ချက်ပေးရမယ်ဆိုသလိုအသီးအနှံတွေမွေးထားတဲ့တရိတ်ဆန်တွေကိုလည်းအဲ့ဒီတိုင်းပဲဆယ်စုတစုဘုရားသခင်ပိုင်နေစောစောကကာတွန်းရုပ်ပြတွေကလို့သက်မှတ်ရင်းဆွဲအပုံတွေကနွားစိတ်ဖိုးဖြစ်ဖြစ်ဘာကောင်မဲဖြစ်ဖြစ်အသီးအနှံနဲ့စပားပဲဖြစ်ဖြစ်အဲ့ဒါဟာလုံးဝဘုရားသခင်အတွက်ဖယ်ထားရတဲ့အချိန်အခုအချိန်ကာလဟာ ဖျားသခင်အဲ့ဒီလိုတောင်းဆိုနေတဲ့ဓမ္မဟောင်းအချိန်ကာလအဲ့ဒီအချိန်မျိုးမှာဣသရေလလူလယ်လုပ်ပြီးတော့ယေဘရောဟိမသိအောင်ဖျားသခင်အပုံနဲ့ဥဥနေတဲ့ကြက်မကြီးကိုလူကျေအတိတ်ဝင်ယူပြီးကိုယ့်ဘက်ကသေကန်ဒီနာနေတဲ့ကြက်ကိုတွားပြီးတော့မလဲနဲ့အာကောင်းမောင်းသံနွာလာဥဒ္ဓဘာနဲ့ခွာနာရှာနာဖြစ်ပြီးတော့သေကန်ဒီဖြစ်နေတဲ့နဘိန်နဲ့တွားပြီးတော့မလဲနဲ့ယေဘရောဟိကမသိလို့ခံရင်ခံရမယ်ဖျားသခင်ကမခံဘူး အပြစ်ပေးမယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ပြီးတော့ယစ်ဘရောဟိတ်ကိုသာညာတတမန်းသီလို့ချော့မော်ပြီးတော့အ ਨੇ စုံနှစ်ပန်းလောက်တန်တဲ့နွားကြီးကို100လောက်နဲ့ရွေးပါဗျာဆိုပြီးတော့အလှငွေထဲ့တာမျိုးလဲမလုံနဲ့လို့ဘုရားသခင်ကတင်းတင်းကြပ်ကြပ်တားမြစ်လိုက်ပါတယ်။မိစေနီးယားခမညာကျေးဇူးတော်ကို နားလဲတိတက်ပြီးတိုင်အောင်လူသားတွေရဲ့အားနည်းချက်တွေရှိနေတာကိုဘုရားသခင်ကအမြဲမိမောင်းထိုးပြနေပါတယ်။ဘုရားသခင်ကိုယုံကြည်ကိုးကွယ်တဲ့အခါမှာ ကိုယ့်ရဲ့အလင်းရောင်ရှိတဲ့နှလုံးသားပဲ့ချမ်းကနေပြီးတော့ဆက်ကတ်ခြင်းနဲ့စိတ်တစ္ဆာဂရိပေးခြင်းနဲ့စိတ်ဟာကောင်းမွန်ပါလေဖျားသခင်လည်းနှစ်သက်စရာဖြစ်မှာအေးကမ်းပါလေတပြိုင်နက်ထဲမှာကိုယ့်ရဲ့အမှောင်ကျနေတဲ့နှလုံးသားတစ်ချမ်းကတော့ဇာတိပဂရိစိတ်နဲ့တွန့်တိုရတာနှမျောရတာမဖွယ်မရာပြုတ်တတ်တာတွေကိုဒီချမ်းဟာပေါ်ပြနေတယ်လို့ကျွန်တော်ခံယူပါတယ်သမာတရားဟာအဲ့ဒီလိုအလင်းနဲ့အမှောင်ရဲ့သရုပ်ကိုအစဉ်တစိုက်ပေါ်ကျူးပြီးတော့ အလင်းတရားကိုလူသားတို့ခံယူနိုင်တဲ့အထိနားလည်အောင်ပေါ်ပြဘွားမှာဖြစ်တယ်ဆိုတာကိုကျွန်တော်အလေးအနက်တင်ပြခြင်းပါတယ်။ဝုပြုရာကျမ်းအခန်းကြီး29အငယ်34ဤရွေကထာဝရဘုရားသည်သီနာ တောင်ပေါ်မှာဣသရေလအမျိုးသားတို့အဖို့မောရှေ၌ထားတော်မူသောပြည့်ညတ်တော်များဖြစ်သည်။ဒီဏီကုန်းကျမ်းပိုက်ဟာစစ်စစ်စဉ်းစားလိုက်တဲ့နဲ့ဝုပြုရာကျမ်းဟာဒီမာရင်ပြေဝဆုံလင်းစွာနေတိတန်းတယ်။ဒီလိုပြေဝဆုံလင်းမှုအတွေ့ ဝုပြုရာကျမ်းအခန်းကြီး28ဟာလေအရေးကြီးတဲ့ဂန္ဓာမှာပါဝင်ခဲ့တယ်ဆိုတာကိုသက်သေထူနိုင်ပါတယ်မိ쇠အပေါင်းတို့ခင်ဗျာသေခြင်းပန်းတုံးတိုင်ကိုချီတက်ရလူဘဝမှာအဖေအချစဉ်းစားလိုက်ရင်ရှင်ဖန်ခြင်းဆိုတဲ့အရာကိုလိုချင်လို့သာဖျားတရားကိုးကွယ်မှုဆိုတာရှိလာပါတယ်သေခြင်းနဲ့ဘဝဟာပြီးပြတ်တယ်ဆိုတဲ့ပုံကိုယ်တို့အတွက်ဖျားမရှိပါဘူးဒါဟာရုပ်ဝါဒတသက်ဖြစ်ပါတယ် ဘာဆိုဘာမှစဉ်းစားနေစရာအကြောင်းမရှိတဲ့ဘဝမျိုးသားဖြစ်လို့ကျွန်တော်ဘာမှအထူးတင်ပြနေစရာမလိုပါဘူး။ဒါပေမဲ့လူသတ္တဝါကိုဒီလိုမျောလင့်ခြင်းမရှိတဲ့ဘဝမှာပြတ်သုံးမခံတိုက်ဘူးလို့ရိုးရိုးကလေးပဲကျွန်တော်ယုံကြည်ပါတယ်။ထာဝရအသက်ရှိတဲ့ရယူခံယူတိုက်တယ်လို့ခံယူသူများအတွက်ကတော့ကယသခင်ရဲ့ကျေးဇူးဂိယူနာတော်ဆိုတာရှိလေ။မြည်စံတိုက်လှပါလေရဲ့ဆိုပြီးတော့မေတ္တာများစွာနဲ့အားပေးလိုပါတယ်။တိတုဩဝါဒစာအခန်းကြီး အငယ်၁၁မှ၁၄ကိုဖတ်ပြပါရစေအကြောင်းမူကားမင်္ဂလာရှိသောမျှော်လင့်ရာကို၎င်းကြီးမြတ်သောဖခင်သခင်ကြီးဟူသောငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်၏ဘုန်းအသရေတော်ထင်ရှားပေါ်ထွန်းခြင်းကို၎င်းငါတို့သည်မျှော်လင့်လျက်ဖခင်မဲ့တရားမဲ့နေခြင်းလောကီတတ်မဲ့ခြင်းကိုပယ်ရှားလျက်ယခုဘဝ၌အိန္ဒိယဆောင်ခြင်းတရားသဖြင့်ကျင့်ခြင်းဖခင်ဝတ်၌မွေးလျော်ခြင်းတို့ကိုပြုနေရမည်အကြောင်းငါတို့ကိုဆုံးမသွန်သင်၍ လူအပေါင်းတို့ကိုကယ်တင်တတ်သောဖခင်ဤကျေးဇူးတော်သည်ခေရှားပေါ်ထွန်းလျက်ရှိ။ထိုသခင်ယေရှုခရစ်သည်ခတ်သိမ်းသောဒုစရိုက်မှငါတို့ကိုရွေးနှုတ်ခြင်းဟ၎င်း။ကောင်းသောအကျင့်ဘက်၌စိတ်အားကြီး၍ပိုင်တိုက်တော်မူသောအမျိုးကိုမိမိအဖို့စင်ကြယ်စေခြင်းဟ၎င်းကိုကိုကိုစွန့်ကြဲတော်မူပြီ။အားလုံးကိုကျေးဇူးအများကြီး တင်ရှိပါရခင်ဗျာ။ဒေါက်တာထွန်းမြတ်ရေးစီစဉ်တင်ဆက်တဲ့တင်ပြတော်တမချန်းစီစဉ်မှာ ဖះရှင်ရဲ့နှုတ်ကပစကားတော်တမချန်းရဲ့တမောင်းချမ်းမိုင်းတွေကဝိပ္ပယချမ်းကိုလိလပီးစည်းခဲ့ပါပြီ။နောက်တစ်ချိန်စီအစဉ်မှာဓမ္မသစ်ချမ်းမိုင်းတွေကရှင်လူကခရစ်ဝင်ချမ်းလိလမှုဏိဒံပိုင်းကိုစောင့်မျှော်နားဆင်နိုင်ပါတယ်။ ဖျားသခင်ကောင်းကြီးပေးပါစေရှင်